ကတော်မြတ်စွာဘုရားရဲ့ကျောင်းတကကြီးဟာခေါ်တော်မြတ်စွာဘုရားရဲ့ကျောင်းတကအနာတဖိန်လိုပဲကတော်မြတ်စွာဘုရားရဲ့ကျောင်းတကရွှေအုပ်တွေနဲ့ခင်းပြီးတော့မြေနေရာကိုဝယ်တယ်အဲ့လောက်တန်ကြီးရှိတဲ့ငွေကြီးရဏအကုန်ကြခံပြီးကျောင်းဆောက်တယ်နော်ကျောင်းဆောက်ပြီးကျောင်းတို့ပူဇော်ပွဲကြီးကျင်းပတာလေအဲ့ဒီအတိုင်းတောင်တော့အကုန်ကြတာနဲ့လောက်တယ် သူအမျက်နှိုးဆုံးဟာမြတ်စွာဘုရားသရင်သုံးနဲ့ကြောင်းဆောင်မှုသူအကောင်းဆုံးဖြစ်အောင်ဆောက်ပြီးတော့ထားတယ်။အဲ့ဒီတနေ့ကျတော့ဘာကြုံတွေ့ရတော့ဆိုတော့ဖះကြောင်းနဲ့မြို့ထဲသွားတဲ့ခါမှာလူတယောက်ကလမ်းဘေးစရပ်ပေါ်မှာအိတ်သူကြည့်လိုက်တော့ခြေတော်ကရှင်းနေပေးနေတယ်အဲ့ဒီလူကျောင်းကတထေးကအဲ့ဒီနားကဖြတ်သွားတဲ့ခါမှာ ူတော့ကပါလာတဲ့သူ့ရဲ့တပည့်ကိုပြောလိုက်တာဟေးဟိုဘောမှာလူတယောက်အိတ်နေတယ်ခြေတော့ကလည်းရှော့နေပေးနေတော့ညာလူဖြစ်လိမ့်မယ်ညာလူဆိုတော့ဘာပြောတာတော့ဆိုညမှာလက်ပတ်ခိုးဆိုးပြီးတော့နေမှာအိတ်နေတဲ့လူပေါ့နော်ညာလူဖြစ်လိမ့်မယ်လို့သူ့ဟာသူကြည့်ပြီးတော့သူပြောလိုက်မိတယ်ပြောလိုက်တော့ဟိုလူကအိတ်ပြောင်းတာမဟုတ်တော့ကြားလိုက်တယ် ကြားပြီးတော့ခေါင်းမှုယုံဖွင့်ကြည့်တော့ပြောသွားတဲ့လူကတထေအဲ့ဒီအချိန်မှာသူ့ကိုဒီလိုပြောရပါမလားလို့သူကဒေါသအမြင့်အကြီးကျယ်ဖြစ်တယ်။ထက်ကနေရှိဒေါသကြီးတဲ့လူတွေကရှိတယ်ခုခေတ်မှာလည်းတော်တော်ကိုပေါ်နေနော်တော်တော်ပေါ်တိတ်ဘောအာဂတော်ဆိုပြင်းထန်တဲ့ဒေါသဥမာမေဒီလောက်လေးပြောလိုက်တာနဲ့နေတယ် မခံမရနိုင် ဖြစ်သွားတယ်ဆိုတာအလုံးကိုကြည်မာတဲ့ဒေါသရှိလို့သာဖြစ်တာလေအဲသူပြောတာဘယ်လောက်မှလည်းဟိုရင် ဖြစ်တာမဟုတ်ဘူးညာလူဖြစ်လိမ့်မယ်လို့ပြောတာလေးနဲ့သူကမခံမရနိုင်နေဖြစ်သွားမခံမရနိုင်ဖြစ်တော့လက်စားချိန်မယ်ဆိုပြီးတော့ဒီတတိပိုင်နဲ့လေဒီစပါးတွေကိုမီးရှို့ပစ်တာခုနှစ်ခါတတိယသူ့လက်ခွင်းနေမီးလောင်ခံရတယ်စပါးတွေရိတ်သိမ်းခံနေမီးရှို့ခံရတယ်ခုနှစ်ချိန် အဲ့ဒါလုံလို့သူကအားမရသေးဘူးနောက်ထပ်တထင်းရဲ့နွားချံတွေတဲမှာရှိတဲ့နွားတွေရဲ့ခြေထောက်ကိုကျိုးအောင်လုပ်တာခုနှစ်ခါအဲ့လောက်လေးနဲ့သူဒေါသမပြေသေးဘူးသူ့ကိုပြောရမလားလို့ဆိုရဒေါသမပြေသေးဘူးအဲ့ဒီလိုနွားချံနွားတွေလုပ်ရုံနဲ့မပြေဘူးနောက်ဆုံးမှာတထင်းရဲ့တပြည့်အရင်နဲ့ PSO ပေါ့လေခုခုပြောမယ်ဆိုရင်တထည့်ရဲ့ပြည်နဲ့ပေါင်းမိတ်ဆွေဖွဲ့ဖွဲ့ပြီးတော့မင်းတို့တထည့်ကဘယ်ဟာအမျက်နှိုးဆုံးလို့ဆိုသူကပြောတယ်ငါတထည့်ကအမျက်နှိုးဆုံးကတော့သူဆောက်ပြီးလှူထားတဲ့ဖခင်ရဲ့အကြောင်းဟာအမျက်နှိုးဆုံးပဲဆိုတီနူတော့ငါပြောတာမှတ်လောက်သူ့အသေးကိုထိအောင်လုပ်မယ်ဆိုပြီး ်မြတ်စွာဘုရားဆုံးခံကြတဲ့အချိန်မှာကျောင်းကိုသွားပြီးတော့မီးရှို့ဖြစ်တယ်။အဲသူဒေါသဒီလောက်လေးပြောတာလေးနဲ့မခံမရနိုင်ဖြစ်ပြီးတော့သူကဒေါသတကြီးနဲ့သူလုပ်တယ်။အဲဒါကိုရည်ညွှန်းတဲ့မြတ်စွာဘုရားအေးစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုလုံးလိုက်တဲ့အလုပ်ဟာဘလောက်ထိအောင်သူများကိုလည်းထိခိုက်သွားတယ်ကိုယ်လည်းပဲထိခိုက်လိမ့်မယ်ဆိုတော့မစင်သာဘူးသူလုံးချင်တဲ့အလုပ်တခုတည်းကိုကြည့်ပြီးလုပ်တာဖះအကြောင်းကိုမီးရှို့ပလိုက်တယ် မီးလောင်မီးဆိုတော့တထေးကြီးကကြောင်မီးလောင်တယ်လို့ကြားတာနဲ့အပြေးလွှားလာတော်တော်ကြောင်မီးလောင်လို့ကျွန်းသွားတဲ့အချိန်မှရောက်လာကြောင်ဟာမီးလောင်လို့ကိုကြောင်ကြီးမီးလောင်သွားတယ်တမိုးအလွန်ကြီးမားတဲ့ကြောင်ကြီးမီးလောင်သွားတော့အဲ့ဒီတထေးကဝမ်းနဲ့ပဲလဲဖြစ်ရမယ်အစားလက်ပမောင်းခတ်ပြီးတော့သူကကြွေးကြော်တယ် ငါဒီလိုကြောင်းမျိုးနောက်ထပ်ဆောင်းလူရအောင်မှာဟေးကံကောင်းလိုက်တာလို့သူစိတ်တယ်သူကအဲ့လိုခိုးလူကအကဲခတ်ပြီးတော့ကြည့်နေတထေးကြီးဒီတခါတော့ဟတ်ထိသွားပြီလို့အောင်မေးတာမထိဘူးခိုးလူကပိုးတော့ပျော်သွားသလိုဖြစ်တော့မကြေမနပ်ဘူးသူအဲ့ဒါသူစိတ်တယ်မှာတထေးကြီးကလည်းပဲဒီလိုကြောင်းမျိုးထပ်လှူခြင်းနဲ့ညာ ခုလူကွေးရပြီဆိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီအဲကြောင့်မျိုးထက်ဆောက်တယ်။ကျောင်းရည်ချက်ချအခမ်းအနားနေ့ကျတော့တတိယမလုပ်တယ်။မြတ်စွာဘုရားကိုလျှောက်တယ်။အရှင်ဘုရားတဲ့။တပည့်တော်လေကင်းကိုခုနှစ်ကြိမ်မိရှို့တယ်။နွားချန်တဲ့နွားတွေကိုခြေတော်ဖြတ်တာခုနှစ်ကြိမ်။အဲ့ဒါတွေကဘုဒီကျောင်းကြီးမိရှို့တာလဲသူပဲဖြစ်တော့တယ်ပေါ့။ အဲ့ဒီလူဟာတပည့်တော်အပေါ်မှာမကျေနပ်တဲ့လူတယောက်တော့ရှိနေပြီအဲ့ဒီလူကိုဟောဒီကြောင်းရည်စက်ချမှာပထမဆုံးသူ့ကိုအမျှဝေပါတယ်လို့ပြောတယ်ဟိုလူကအပြည့်သက်ထမှာသူမယောင်မလဲနဲ့ဓမြောင်ကိုခါထိုးပြီးလိုက်လာလာတယ်တတိယကိုတတ်မယ်ဆိုပြီးတော့စိတ်နဲ့တာနော် ဲ့တော့တထေကသူ့ဘုံမှာအမုန်းစိတ်လုံးဝမရှိဘဲနဲ့သူ့ကိုပထမဆုံးအမျှပေးဝေးပါတယ်ဆိုတာလဲကြာရောသူ့ရင်ထဲမှာပူးလာငါသူ့တော်ကောင်းကိုပြမမိပြီဆိုပြီးစိတ်ထဲမှာအဲ့ဒီအချိန်လေးမှာအသိဝင်လာစောစောတုန်းကအသိမဝင်ဘူးလက်စားချေချင်တာပဲရှိတယ်သူအဲ့တော့ပြောတာကရမ္ဘာလောနဘုသတိမဟုတ်တာလုတ်တဲ့လူတယောက်ဟာတဲ့မဟုတ်တာရဲ့ဆိုးချိုးလုတ်တော့လုတ်တယ်မသိဘူး ီလိုမသိတာနော်အဲ့ဒီကြတော့မှသူတတိဝင်လာပြီငါလို့တာလေးမှာကုန်ပြီဆိုပြီးတတိကြီးသူတတောင်းမှန်တယ်ချက်ချင်းတောင်းမှန်တော့တတိကအကျိုးကြောင့်မေးတယ်အဲ့ဒီလဲမီးရှို့တာလဲမင်းမလားငွားတွေချိဖြတ်တာလဲမင်းမလားဆိုဟုတ်တယ်ကြောင်းမီးရှို့တာလဲမင်းမလားဘာကြောင့်တာလုတ်တယ်လဲလို့ပြောတဲ့အခါသူကပြောတယ် တထင်းမင်းတခါတော့ကဇရဘေးကဖြတ်သွားတဲ့အခါမှာကျွန်ုပ်အိတ်နေတာကိုကြည့်ပြီးခြေထောက်မှာရှော့နေပေးနေတာဒီလူကညာလူဖြစ်လောက်တယ်လို့ပြောသွားတာအဲ့ဒါမချေတတ်လို့အဲ့ဒီပုံမှာရန်ညှိုးဖွဲ့ပြီးမချေတတ်လို့ကလေးစားခြေတာသူ့ကလေးစားခြေတာအလုံးကိုပြင်းထန်တယ်နော်အဲ့လိုကလေးစားခြေတာပါလို့သူကပြောပြီးတော့အခုတထေးကြီးရဲ့ သူ့ဘောမှာထားတဲ့စေရနာကိုသူလေးစားပြီးတော့တထေးကိုတတ်ဖို့လာတာဖြစ်ပေမဲ့လို့ဒီချိန်မှာဝန်ချတောင်းပန်ပြီးသူ့သားမယားနဲ့တကွာတထေးစီမှာအလုပ်ကျွေးပြုပြရစေလို့ဆိုတော့တထေးကြီးကပါပြောတော့ဆိုမင်းဒီလောက်ကလေးပြောရတော့ငါ့ကိုတတ်မဲ့တကယ်ရဲ့ဒီလောက်ဒုက္ခပေးတဲ့လူတဲ့ဘလို့လို့ပြီးတော့မင်းနဲ့အတူနေလို့ဖြစ်မှာတော့တဲ့ကဲမင်းလွတ်လပ်ရတာနေပါတဲ့ငါအတွက်မလွတ်အပ်ပါဘူးလို့